BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ2ရက်တနင်္ဂနွေညချမ်း BBC မြန်မာပိုင်းအစီအစဉ်ဒီကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်အထဲယထာပေါ်မှာလူအစုပြုံလိုက်ဓာတ်ထိုးခံရမှုကိုအကျန်းဖတ်မှုလို့စဉ်းစားစရာမရှိကြောင်းပြည်ရှာရဲကပြောကြားလိုက်တဲ့အကြောင်းပြင်မေဒီမှာတော့တချို့နေရာတွေမှာအရန်ကြီးတော့ရှေ့ထွက်လို့မရဘူးပေါ့နော်။မဲဆွဲတာတော့ဖိုင်ဘုတ်ထားတာတော့ချိန်ပြီးပြီးတော့လုံနေရတဲ့အချိန်တွေတော့ရှိတာပေါ့နော်။ အမတ်လောင်းတွေကိုရဲကလုံခြုံရေးပေးနေရတဲ့ကြောင်းနဲ့လေးဖီအားနဲ့ရဝင်းကြောင်းနိုင်ငံအနှံ့အချင်းခါမဟုတ်မိုးကြီးတဲ့ကြောင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ပူပူကတင်ဆက်ပေးထားပါတယ်။စနေနေ့တော့ကယထာပေါ်မှာ လူအစုလိုက်ဓာတ်ထိုးခံရမှုဟာ အကျံဖတ်မှုလို့စဉ်းစားစရာမရှိကြောင်းပြည်ထောင်ရေးကပြောကြပါရယ်ခီးတဲ့ခနဦးကိုအင်္ဂလန်ရှေ့ပိုင်းကဆရာဝန်တွေဆက်ကုပကုသပေးနေကြပြီးဒီတဲ့ကနှူးရဲ့ခြေနေကစိုးရင်ရပါတယ်သူလေးရကိုတော့ဆေးရုံကဆင်းပေးလိုက်ပါပြီ Cambridge ရှာရနေက Huntington ဘူရာမှာမသိငါသူနှူးကိုလက်နက်ကန်ရဲတွေကဖမ်းဆီးခဲ့ပါတယ်ဒီဘူရာမှာခီးတဲ့တွေကအကြောင်းကြားလို့ရေးပေါ်ရပ်တန့်ခဲ့ရတာဖြစ်ပါတယ် ဖန်ကန်ရသူတွေဟာပြည်ထရှာကာရီဘီယံနယ်ပွားလူမဲတွေဖြစ်ပါတယ်တိုက်ခိုက်မှုကြောင်းရင်းကိုရှာဖို့ကြိုးစားနေစေဖြစ်ကြောင်းရဲကပြောပြီးတိကျဖြစ်ရတဲ့ခုဖြစ်ကြောင်းကနဦးဆန်းစစ်မှုတွေကပြနေတယ်လို့လည်းပြည်ထရှာကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်အစ္စရေးက လဗနွန်တောင်ပိုင်းကိုလေကြောင်းတိုက်ခိုက်မှုထပ်လုပ်ပြီးတဲ့နောက်ဟစ်စဘောလာလက်နက်ဖြတ်သိမ်းရေးအတွက်လဗနွန်ကဂရိတီရမယ်ဆိုပြီးအစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်ဒီပြစ်ခတ်မှုကြောင့်ဟစ်စဘောလာထောက်ပံ့ရေးဖွဲ့ကြီးခဲ့ပါဝင်၄ဦးသေဆုံးတယ်ဆိုပြီးအစ္စရေးစစ်တပ်ကပြောပါတယ်ဟစ်စဘောလာနဲ့အပြစ်ရတာတစ်နှစ်ရှိလာပြီမဲ့လဗနွန်တောင်ပိုင်းကနေအစ္စရေးတပ်တွေစုပ်ပေးဖို့ဆွေးနွေးခြင်းပုံမရချောင်းတောက်ကြနေတော့ကလဗနွန်သမ္မတကျိုစီဖောင်ကပြောကြားခဲ့ပါတယ် Hisbola ပြစ်မှတ်ဆိုတဲ့နေရာတွေပေါ် Israel တိုက်ခိုက်မှုတွေလည်းမကြခင်ကပိုတိုးပြီးတော့လှုပ်လာခဲ့ပါတယ်။အီရန်ကအနုမြူလက်နက်ထုတ်ဖို့မကြိုးစားဘူးလို့ထပ်ခါတလဲလဲပဲချနေတဲ့ချိန်မှာပဲအီရန်ရဲ့အနုမြူစက်ရုံတွေကိုအင်အားကြီးနဲ့ပြန်တီဆောက်မယ်ဆိုပြီးအီရန်သမ္မတကပြောကြခဲ့ပါတယ်အီရန်အနုမြူစက်ရုံအဖွဲ့ကိုရောက်ရှိနေတဲ့ချိန်မှာမာဆုဘဇက်ကီယန်ဒီလိုပြောကြခဲ့တာပါ ဂျွန်လာတို့ကအီရန်ကလက်နက်ထုတ်နေတယ်ဆိုပြီးအီရန်အနုမြူစီမံကိန်းနေရာတွေကိုအစ္စရေးနဲ့အမေရိကန်ကလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။စပစီကရီယာတွေကိုရွှေ့ပြောင်းပြီးဖြစ်လို့ဒီတိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုနည်းတယ်ဆိုပြီးအီရန်အာဏာပိုင်တွေဘက်ကပြောပါတယ်။အီရန်ဆိုရဟာအမေရိကန်ဘုံကျဲထားတဲ့စစ်ရုံတွေကိုပြန်ပြီးလဲပတ်ဖို့ကြိုးစားရင် ပြန်လေတိုက်ခိုက်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်သမ္မတထရမ့်ကသတိပေးထားပါတယ်။ နိုင်ဂျီးရီးယားကခရစ်ယာန်ဘာသာဝင်တွေကိုအစ္စလာမ်ရဲ့ဆွံ့ရောက်တည်းရဲ့ယံကနေအနေငယ်သာကာကွယ်ပေးခဲ့လို့အမေရိကန်သမ္မတထရမ့်ကစစ်ရေးအရာအရေးယူမယ်ဆိုပြီးချင်းချောက်ခဲ့မှုကိုနိုင်ဂျီးရီးယားစုကပယ်ချခဲ့ပါတယ်။နိုင်ငံမြောက်ပိုင်းကချီဟတ်ဝါဒီတွေဟာဘာသာဘာသာဝါဒမရွေးလူအတိုင်းဝိုင်းအားလုံးကိုရုပ်မှပတ်ဆက်စွာတိုက်ခိုက်ကြောင်းနိုင်ဂျီးရီးယားသမ္မတရဲ့ကျန်ပေဒန်နီယယ်ဘဝလာက BBC ကိုပြောပါတယ်။ ဒီဆွေးနွေးတွေကို တိုက်ဖြတ်ရေးမှာအမေရိကန်အကူအညီကိုကြိုးဆိုပေမဲ့တဖက်သက်မဟုတ်ဘဲပူးပေါင်းဆောင်ရွက်မှုဖြစ်ရမယ်ဆိုပြီးမစ္စတာဘဝလာကပြောကြားခဲ့ပါတယ်တန်ဇနီးယားနိုင်ငံမှာရွေးကောက်ပွဲ မတည်ငြိမ်မှုတွေကြောင့်ခြေကံကုန်စည်ဈေးနှုန်းတွေထိုးတက်ခဲ့ပါတယ်။ဓာတ်ဆီဈေးသုံးဆကျော်တက်သွားပြီးအစားအသောက်နဲ့တခြားလူသုံးပစ္စည်းတွေကိုနှစ်ဆတက်သွားစေပါတယ်။ တန်ဇန်နီးယားသမ္မတဆမီယာဟာဆန်ကရွေးကောက်ပွဲနိုင်တယ်လို့ကြေညာခဲ့ပြီးဒါကိုဒီမိုကရေစီပြောင်းလှန်မှုဆိုပြီးအတိုက်ခံတွေကဆိုပါတယ်။တပ်ဖြတ်မှုတွေကြကြပြန့်ပြန့်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူအသက်တွေကာကွယ်ဖို့ထိမ့်သိမ့်သိမ့်သိမ့်ရှိကြပါဆိုပြီးယူရပါသမ္မတနိုင်ငံခြားရေးခီးကတန်ဇန်နီးယားအာဏာပိုင်တွေကိုခဏိတောင်းဆိုလိုက်ပါတယ်။ Atlantic သမုဒ္ဒရာကို၃လနဲ့စံချိန်တင် ဖြတ်ကူးဖို့ပြင်သစ်ဆုံးတွဲတွဲစတင်ခဲ့ကြပါတယ်။ Matthew Woodbolt နဲ့ Chloe Lecha Woodbolt တို့ဟာအာဖရိကကန်ယိုဒန်အလွန် Gate Vat ကျွန်းကနေထွက်ခွာသွားကြတာဖြစ်ပါတယ်။မိုင်ပေါင်း2400နီးပါးရှည်လျားတဲ့ဒီသမုဒ္ဒရာဖြတ်ခီးစဉ်မှာ Caribbean ကပြင်သစ်ပိုင် Guadeloupe ကျွန်းကိုရောက်ဖို့ဥတည်နေပါတယ်။ သူတို့နေစဉ်6နာရီကြာကူးခတ်ပြီးတော့ကဲဆယ်ရေးသမော့ကစောင့်ကြည့်လိုက်ပါသွားမှာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းတောက်တွေကိုဖမ်းဆီးချင်းချမှု အများဆုံးနိုင်ငံတွေထဲမှာပါနေပြီးသတင်းသမား52ဦးဖမ်းခံထားရတယ်လို့မြန်မာနိုင်ငံဆိုင်ရာပြည်ထောင်စုတန်ယုံကကနေ့ထုတ်ပြန်ပါတယ် ြည်တွင်းမှာနေရတဲ့သတင်းသမားတွေဟာဘယ်ဘက်ကဖြစ်ဖြစ်ချိန်မရွေးဖမ်းခံရနိုင်ပြီးသတင်းတောက်ဆိုတာကိုမပြောဘဲဖျောက်ပြီးနေနေရတယ်ဆိုပြီးတော့ပြည်တွင်းကသတင်းတောက်တွေရဲ့ခြေနေကိုသူတေသနာပြုနေတဲ့အလွတ်တန်းသတင်းတောက်တို့ကလည်းပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစာနယ်ဇင်းသတင်းသမားခုနှစ်ဦးသက်ဖြတ်ခံခဲ့ရပြီးသတင်းသမား200ကျော်ဖမ်းဆီးခံခဲ့ရကြောင်းလည်းပြည်ထောင်စုတန်ယုံကထုတ်ပြန်ခဲ့ပါတယ် တရရှိမြက်မြမဲဆွဲစည်းရုံးမှုတွေဆက်လာတဲ့ချိန်မှာရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းတွေကိုရဲကလုံခြုံရေးယူပေးတာတွေရှိလာနေပါတယ်။ပါတီတွေဆိုင်းဖို့တင်တဲ့ချိန်နဲ့အမတ်လောင်းတွေမဲဆွဲချိန်မှာလည်းရဲတပ်ဖွဲ့ဝင်တွေလိုက်ပါဆောင်ရွက်နေကြပါတယ်။အမတ်လောင်းတွေအနေနဲ့အခုလိုရဲတွေလိုက်လာတဲ့ပေါ်ထားတဲ့အမြင်နဲ့သူတို့ရဲ့လုံခြုံရေးရဆွေးရင်မှုတွေကြောင်းမသင်းသင်းွယ်ကစူးစီးပြောပြပေးပါမယ်။ စစ်ကောင်ရှင်ကဥဆောင်ကျင်းပတဲ့2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကိုစလလောင်းမဲဆွဲစည်းရုံးရေးကာလအောက်တိုဘာ28ရက်နေ့ကနေစပြီးဒီဇင်ဘာလ26ရက်အထိရက်ပေါင်း60မဲဆွဲခွင့်ပြုထားတာပါမဲဆွဲကာလမှာတော့ပါတီတချို့ကဆိုင်းဘုတ်ထောင်းတာပါတီဝင်အိမ်တွေမှာလူစုလူဝေးနဲ့ဟောပြောတာလက်ကမ်းစာဆောင်ဝေးတာတွေစတင်ပြုလုပ်နေပါတယ် ဒါပေမဲ့တချို့နယ်မြေမတည်ငြိမ်တဲ့နေရာတွေနဲ့နယ်တချို့ကကိုယ်စားလှယ်လောင်းတွေကတော့မဲဆွယ်ဖို့အတွက်စိုးရိမ်မှုတွေလည်းရှိနေကြတာပါပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကတော့မဲဆွယ်စည်းရုံးရေးစတင်ချိန်တောင်တကုံမြို့နယ်မှာရှိတဲ့တောင်မြောက်လမ်းစုံနေရာမှာပါတီဆိုင်းပုတ်ထောင်တာတွေစတင်လှုပ်ဆောင်နေပြီးရဲတပ်ဖွဲ့ရလည်းလုံခြုံရေးယူပေးတာတွေရှိတယ်လို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကပြောပါတယ်ဥမာရန်ကုန်လိုနေရာမျိုးကြတာလည်းလုံခြုံရေးကဖြစ်တယ်လို့ အရင်ကြီးတော့ကျွေးစရာမရှိပါဘူး။မနေဒီမှာတော့တချို့နေရာတွေမှာအရင်ကြီးတော့ရှေ့ထွက်လို့မရဘူးပေါ့နော်။မဲဆွဲတာတို့ဖိုင်ဘောထောင်တာတို့ခြေပင်ကြည့်ပြီးတော့လုံနေရတဲ့အခြေအနေတော့ပြတော့ရှိတာပေါ့နော်။အဲဒီမှာတောင်မြောင်းလမ်းဆုံးဆိုလာပြီးတော့အသွင်ကြီးလုံးကျော်ရေးတွေလည်းပါတာပေါ့။ဥမာစာပါလိုလိုဟာမျိုး FB ဟာမျိုးဒါလေးရှိသလိုအပြင်လုံးကျော်ရေးလည်းတချို့တွေ့ရလာတွေ့တယ်။မော်တော်ပီကလမ်းရှင်းမိတာတော့ အခုရွေးကောက်ပွဲဟာပြီးခဲ့တဲ့ရွေးကောက်ပွဲတွေထက်လုံခြုံရေးစိန်ခေါ်မှုရှိပေမဲ့ပြည်သူတွေမဲထွက်မပေးဘူးဆိုရင်ရက်လက်ပြောင်းလဲနိုင်တာကြောင့်ပြည်သူတွေမဲထွက်ပေးဖို့လိုအပ်တယ်လို့ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကပြောပါတယ်။ဒါဆိုရင်ပြည်ဝင်တစ်ခုခုလုံမယ်ဆိုရင်အကြောင်းကြားရတယ်။အကြောင်းကြားတဲ့အခါကျတော့ဒီလိုအခြေအနေနဲ့သူတို့ပဲ အရောက်ဝင်တဲ့လူမျိုးရေးပေးတဲ့ပုံစံတော့တွေ့ရတယ်။သူကျွန်တော်တို့ကဏ္ဍလုပ်တဲ့နေရာမှာတင်းပါကြီးတယ်။ဒါသူတို့လူမျိုးရေးတာဝန်နဲ့သူတို့ကိုသတိပြုကြားထားတာပြီးတော့ရှိနိုင်တယ်ပေါ့နော်။ဒါမဲ့ရွေးကောက်ပွဲမှာတတိပုဂ္ဂလကိုယ်စားလှယ်များအပါအဝင်ကိုယ်စားလှယ်လောင်းအနေနဲ့9023ဦးရှိပေမဲ့86ဦးပယ်ဖြစ်ခံရတဲ့အတွက်4938ဦးသာရှင်ပြိုင်ကြရမှာဖြစ်ပါတယ်ရှင်။ တော်တော်ရှိမှာခင်ဗျာမြမပင်လေပြင်းက AP ကနေရဝန်းကြောင်နိုင်ငံနှံ့အချင်းခါမဟုတ်မိုးသေးတာတွေမနေ့ကလေးကစဖြစ်နေပါတယ်မနေ့က တောင်ကြီးမိဘုံပြန်ပွဲမှာလဲမိုးကြီးလို့ပွဲပြက်သွားပြီးတော့ပြင်းရင်လွှာရင်လူပိပြီးအ ਨੇ ဆုံးလူ80လောက်တန်းရရှိခဲ့ပါတယ်မိုးတွေပါချောင်းဒီလောက်ထိမရတာလဲဘယ်ဒေသတွေကိုထိခိုက်နိုင်သလဲမက်ရွှေပိုးနေကပြောပြပေးပါမယ်မနေ့ကနိုဝင်ဘာလ၁ရက်နေ့ညပိုင်းကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်လှုပ်ပွဲပြုလုပ်နေချိန်မှာအချိန်ခါမဟုတ်မိုးသေးထန်စွာကြောတွန်းခဲ့လို့ပွဲကင်းထဲမှာရောက်ရှိနေတဲ့လူပေါင်း2သိန်းခန့်ဟာပြေးလွှားကြရင်လူအုပ်ပိမိတာတွေမူးမိတ်လဲတာတွေဖြစ်ပေါ်ခဲ့ပြီးရေးပေါ်လူနာတင်ကားတွေ နဲ့ဆေးရုံကိုလူဆယ်ချီပို့ဆောင်ပေးခဲ့ရတယ်လို့မျက်မြင်ကြုံတွေ့ရသူဒေသခံတွေကဆိုကြပါရယ်ပွဲခင်းတဲ့ရောက်နေသူတွေဟာရုတ်တရက်မိုးရွာလို့ပြေးလွှာကြရင်ဒဏ်ရာရလို့ယာယီဆေးကမ်းမှာဆေးကူတာရသူအယောက်20ဝန်းကျင်နဲ့ဆေးရုံအထိလူနာတင်ကားနဲ့ပို့ရသူ10ဦးအပါအဝင်အယောက်80ဝန်းကျင်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ကြီးမြို့မှာရှိတဲ့ဒေသခံကယ်ဆယ်ရေးတအုပ်ကပြောပါရယ်မင်းညကရုတ်တရက်မိုးရွာချိန်မှာတောင်ကြီးမြို့အဝေယာကွင်းမှာတစောင်းတိုင်းမိဘုံမြန်ပွဲ၄ရက်မြောက်ကျင်းပနေခြင်းလည်းဖြစ်ပါရယ်ဒေသခံတအုပ်လည်းဖြစ်ကယ်ဆယ်ရေးပြုလုပ်နေသူတအုပ်ပြောပြတာက ရဆက်မလုပ်ဖြစ်တော့ဘူးလား25လောင်းနဲ့စရရတာမိုးသားဖွယ်ဖွယ်ကျနေတာရေပြောတိမ်ခုနေတော့ပြီးရောမလုပ်ကြမိုးဆုံးသွားဆိုလို့လွတ်ရပြီးနေရုံရင်းဆိုင်ကတည်းဖြစ်တာပေါ့မင်းကတော့ဖြစ်တဲ့လူနာတော့တော်တော်များတယ်မင်းကတည့်ရပွားလာတော့တန်ရရနေ70လောက်ရှိတယ်လို့ဝင်လုံးနေတာပေါ့အခုလိုတောင်ကြီးမိဘုံမြန်ပွဲလို့မြန်မာနိုင်ငံရဲ့ထင်ကြရပွဲတွေမှာမိုးရွာသွန်းခဲ့တာကြောင့်လူတွေထိခိုက်ဒဏ်ရာရတာပွဲဖြတ်ရတာတွေမရှိခဲ့ဘူးဘူးလို့လည်းဒေသခံတွေကဆိုကြပါတယ်ဒါအပြင်ရန်ကုန်တိုင်းတနင်္သာရီမြို့နယ်မှာလည်းမနေ့နိုဝင်ဘာလ၁ရက်နေ့မနက်9:00ခွဲက မိုးသေးထန်ခဲ့တယ်လို့လေပြင်းတက်ခတ်လို့နေရင်တချို့ပြိုကြပြီးတိရစ္ဆာန်တချို့လည်းတိတ်ဆုံးခဲ့တယ်လို့မြို့ကန်နေစီကသိရပါဗျ။ရန်ကုန်မြို့နယ်ကအနောက်မှာလည်းမိုးသေးထန်စွာရွာသွန်းနေတာနှစ်ရက်အကြာရှိနေပြီဖြစ်ပြီးမြို့နယ်တချို့မှာရေကြီးရေရှမ်းနေတယ်လို့သွာလာရေးနဲ့ဆက်သွယ်ရေးတွေပြတ်တောက်နေတဲ့နေရာတွေရှိလာနေပါဗျ။မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမိုးလေဝသဌာနကွယ်ညွှန်ကြားရေးမှုဦးကျော်လွင်ဦးပြောပြတာက အရှိအလယ်ပိုင်းတွေမြေဝကျွန်းပေါ်ကြားဒီမှာလေဝဲလေးစနစ်တစ်ခုပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီးတော့ဖြစ်ပေါ်ခဲ့တာနေဆိုနေရတော့ဒီပြားနဲ့ရုံတစ်ခုဖြစ်ပေါ်လာခဲ့ပေါ့နော်ဒီပြူတရားကမုံတိုင်းအစ်စ်မုံတိုင်းကြီးတွေပဲဖြစ်လာမှုအချိန်ကြီးရတော့နေတယ်ဒီပြားစနစ်လေးအကြောင်းမလို့မုံတိုင်းကြီးလိုလေးနဲ့တိုက်ခတ်မှုအချိန်ကြီးတော့နေပြီးတော့ဒါမိုးရတမှုမိုးပြင်းပြင်းနဲ့လည်းရောအသွန်နာကြီးတစ်ခါတရံနေရကွက်ပြီးတော့မိုးကြီးတက်တဲ့အချိန်ကြီးလေးပေါ့မိုးကျိုးဖြစ်တာမျိုးလေးလမ်းမျိုးတွေတော့လမ်းမဲ့ဒီညဝင်ပါလား9ရက်ချောက်လောက်ထိတော့ဆက်ပြီးတော့ စ်ပေါ်နိုင်ကြီးလာမယ့်ရက်သရက်ပတ်အတွင်းမှာလည်းဒေသအလိုက်မိုးကြီးတာမိုးသက်လီပြင်းကြောက်ရွတ်တာတွေကိုတိုင်းနယ်ပြည်နယ်တွေဖြစ်တဲ့ AR မြို့ဝကျွန်းပေါ်ရန်ကုန်ရခိုင်မွန်ကရင်ပဲခူးမကွေးမန္တလေးစကိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကချင်ဒေသတွေမှာလည်းဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်သတ်တယ်ရှင်များခင်ဗျာစစ်တွေမြို့ပေါ်မှာခိုးလှုံနေကြတဲ့စစ်ရှောင်းတွေအတွက်ရေရှည်နေလို့ရတဲ့အိမ်တွေဆောက်ပေးနေတယ်လို့သိရပါတယ်ဒီလူတွေဟာမနစ်ကစစ်တပ်ကဖိအားပေးပြီးဖေရှားလိုက်တဲ့စစ်တွေမြို့ပြင်ကဒေသခံတွေဖြစ်ကြပြီးလက်ရှိအဲ့ဒီ ့သူတွေနေရက်ကိုပြန်ဖို့ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်ဒီကြောင်းကိုမြင့်လွင်ကပြောပြပေးပါမယ်ရခိုင်ပြည်နယ်မြို့တော်အစ်စ်တွေမှာနေရက်ဆုံးခေါ်နေထိုင်နေရတဲ့မိသားစုတွေအတွေ့ပုံမပေးခင်ပြီးတာရှိခင်တဲ့နေအိမ်တင်များဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်လို့စတဲ့ပြောင်းရှင်းနေထိုင်နိုင်ပြီဖြစ်တယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကအော်တိုဘာ28ရက်နေ့ကထုတ်ပြန်လာပါတယ်။လက်ရှိစစ်တွေမျိုးတွေမှာရှိနေတဲ့နေရဲစွန့်ခေါ်လာခဲ့ရသူတွေဟာ ပြီးခဲ့တဲ့2024ခုနှစ်အတွင်းရခိုင်မျိုးသိမ်းတိုက်ပွဲတွေပြင်းထန်နေခြင်းစစ်တွေမျိုးအနီးဝန်းကျင်ခြေရော်တွေကိုစစ်တပ်ကနေထိုင်ခွင့်မပေးတော့ဘဲအတင်းအကျပ်ပြောင်းရွှေ့ခံရသူတွေဖြစ်ပါတယ်။အခုလိုပြောင်းရွှေ့ခံရတဲ့ခြေရော်ပေါင်း20ကျော်ကလူဦးရေ8000ကျော်ရှိပြီးလက်ရှိမှာစစ်တွေမျိုးပေါ်ကဘုံတော်ကြီးအကြောင်း54ကျောင်းမှာခိုးလုံနေကြတာဖြစ်ပါတယ်။ဒီလူတွေကိုအခုလိုရေရှည်နေထိုင်နိုင်မဲ့နေအိမ်တွေဆောက်လုပ်ပြီးနေရာရှာပေးဖို့ပြင်ဆင်လာတာဟာသူတို့ရဲ့မူလနေရဲ့ကြေးရော်တွေစီပြန်လည်နေထိုင်ခွင့်မပေးတော့ဘဲ ုက္ခသည်တွေအဖြစ်စခင်းသွင်းလိုက်တဲ့သဘောဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိရပါတယ်စစ်ကောင်မရှင်ရဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူပြည်နယ်ဥပဒေရုပ်ဦးလာသိန်းပြောတာကအခုကျွန်တော်ဆောက်ပေးနေတဲ့အဆောက်အဦတွေကအမြဲတမ်းအနေနဲ့ဆောက်ပေးတာမဟုတ်ဘူးယာယီပါပဲသို့တော့ဆောက်အဦတွေကောင်းတဲ့အတွက်ကြောင့်ဒီဆောက်အဦတွေကတော့၄၅စင်တီနဲ့လဲပြိုမာတော့မဟုတ်ဘူးဆိုတော့တရားကိုလောလောဆယ်တော့ WFP လို့အဖွဲ့အစည်းတွေကလည်းထောက်ပံ့တာရှိပါတယ်အဲ UNHCR ကလည်းထောက်ပံ့တာရှိပါတယ် မကြသေးခင်လပိုင်းတွေအတွင်းကရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထင်လင်းကအဲ့ဒီလူတွေခိုးလုံနေတဲ့ဘုံတော်ကြီးကျောင်းတွေကိုတွားရောက်ခင်းချိန်မှာကြည့်ော်သားတွေဘက်ကနေရပြန်နေထိုင်ခွင့်ရဖို့တင်ပြထားရတယ်လို့စစ်ဆောင်တဦးကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီကြည့်ော်တွေမှာနေအိမ်တွေလည်းဖြိုပြက်ခံလိုက်ရပြီဖြစ်တယ်လို့ကြည့်ော်အများစုကတော့စစ်တပ်ရဲ့ခင်းစစ်စခန်းတွေအဖြစ်အခိုင်အမာပြင်ဆင်ထားတာကြောင့်ဒီော်တွေမှာလူတွေပြန်နေခွင့်ရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့ထောက်ပြကြပါတယ်။အဲ့ဒီကြည့်ော်သားတွေနေရပြန်ခွင့်ရဖို့လူကူတဲ့အခြေအနေရှိနိုင်ပါမလား။ ဒီအကြောင်းဒေသခံတူပြောတာကခုလက်ရှိအနေအထားမှာတော့ကိုယ်နေရက်ကိုပြန်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေအထားတစ်ခုမှရှိရပါဘော။ဘာဖြစ်လို့ဆိုလို့ရှိရင်တိုက်ပွဲရလဲဥမာထိတိုက်တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးမဟုတ်ပေမဲ့အပြန်အလှန်တိုက်ခတ်တာတွေရှိရလေ။လက်လက်ချင်းနဲ့ပြစ်တာတော့နောက်ပြီးတော့ drone နဲ့ဘုံကျဲတာတွေပါလေ။အဲ့လိုမျိုးတွေလည်းရှိရပါဘော။စစ်တပ်မျိုးကစစ်ဆောင်တွေနေထိုင်ဖို့တန်လျရတွေကိုဘုန်းတော်ကြီးကျောင်းတွေမှာဆောက်လုပ်ပေးနေတာဖြစ်ပြီးအကြိတ်တော်ကုန်မှာအများဆုံးတွေ့ရတယ်လို့မွတ်စလင်ဒုက္ခသည်စခန်းတွေမှာလည်း

BBC သောတာရှင်များနဲ့တကွာမြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှဖျားအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူ ဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။